ဘကိုရိုင်းဒေသကြီးတာယဝူရီခရိုင်တာယဝူရီမြို့နယ်၌ခရိုင်ပြည်ချိုင်းနယ်ပြစ်ဆန်ဦးစီးဌာနခရိုင်ပဝင်းကျစ်ထိန်းသိမ်းရေးဦးစီးဌာနအခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျမှသောပြောင်းလဲနေသောရာသီဥတုအကြောင်းအသိပညာပေးဟောပြောပွဲကိုခရိုင်ပြည်ချိုင်းနယ်ပြစ်ဆန်ဦးစီးဌာနကွန်မြူနစီနာခမရင်မေလ9ရက်နေ့နနက်10:00နာရီကကျင်းပပြုလုပ်ခဲ့ပါသည်။စောဘာဟောပြောဝဲတွင်ခရိုင်ပြည်ချိုင်းနယ်ပြည်ဆန်ဦးစီးဌာနခရိုင်ဦးစီးမှုကဟောပြောဝဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ခရင်ပဝင်းစီထိန်းသိမ်းဦးစီးဌာနမှခရင်ဦးစီးမှုဒေါ်စုမြတ်တနာဖွေးကပြောင်းလဲနေသောရာသီဥတုနှင့်လိုက်လောညီတွေစွာနေထိုင်ရေးလိုအပ်ပုံရာသီဥတုပြောင်းလဲရခြင်းတွင်သဘာဝအရာပြောင်းလဲခြင်းနှင့်လူသားတို့၏အမှုအခြေများကြောင့်ပြောင်းလဲခြင်းစတဲ့အကြောင်းရင်းများမလွန်အိတ်တက်ွက်6မျိုးကဘာမြေကြီးအားထိန်းသိမ်းဖို့ရာသီဥတုပြောင်းလဲမှုကိုရှုထောင့်နိုင်မည်နည်းလမ်းများကဘာမြေပြင်သို့နေမလာသောလူကိုအန်ရယ်ဖြစ်စေသည့်ခရမ်းလုံရောင်ကြီးအားကာကွယ်ထားတဲ့အိုဆုံးလောင်အကြောင်းနှင့် ။အိုဆုံးလာထိန်းသိမ်းကာကွယ်ရေးနှီးလဲများစသည့်အကြောင်းအရာတို့ကိုအကြံတဝင်ယခုလိုဟောပြောဆွေးနွေးခဲ့ပါတယ်။ဘာဒီပုံလေးလာလဲပဲဒီဖန်လောင်ရဲ့တန်းငွေအကြောင်းပုံလေးလာတာပေါ့အဲ့ခါကျတော့ကဘာအဓိကသည်ရာသီဥတုပြောင်းလဲမှုသည်အကြောင်းရင်းသည်ဟုတ်တယ်ကဘာကြီးပုံလေးလာမှုဖန်လောင်ရဲ့တန်းငွေအကြောင်းကဘာကြီးပုံလေးလာတယ်ကဘာကြီးပုံလေးလာမှုကြောင့်ရာသီဥတုပြောင်းလဲမှုဖြစ်လာတယ်ပေါ့နော်အဲ့ခါကျတော့ထပ်ပြီးတော့တခါမေးခွန်းထုတ်မယ်ကဘာကြီးဘာလို့ပုံလေးလာလဲဟုတ်တယ်နော် ဒါသူတို့ပြောင်းလဲကဘာကြီးပူနွေးလာလို့အဲ့ဒါဆိုကဘာကြီးကဘာလို့ပူနွေးလာလဲပူနွေးလာတဲ့ခါကျဆင်အဓိကဆော့ဆော့သမီးပြောတာအတိုင်းပဲမှန်လွန်ရေဓာငွေတွေဖြစ်တဲ့ဓာငွေတွေမှာမှသူအများကြီးရှိတယ်အဲ့ထက်မှမှတကယ်ဒီကကဘာကြီးပူမွေးမှုဖြစ်စေတဲ့ဓာငွေတွေဖြစ်တယ်ပေါ့နော်အဓိကဘာလဲဆိုမီသိန်းလို့အိုဇုန်တို့နောက်နိုက်ထရိတ်အောက်ဆိုက်တို့ပေါ့နော်ရေငွေတို့ပေါ့နော်နောက်ကလိုရိုဖလိုကာဗွန်ပေါ့နော်အဲ့ဒီဓာငွေတွေဒီကဘာကြီးထဲမှာပိုးပြီးတော့များပြားလာတဲ့ရှိတဲ့နာထက်ပိုးပြီးများပြားလာတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီကဘာကြီးကပူနွေးလာတာဖြစ်တယ်ပေါ့နော် အဲ့တော့ဆိုတော့ဆရာမပြောပြတဲ့ဓာတ်ငွေတွေရောနည်းနည်းယဉ်နိမ့်မယ်လို့တော့ထင်တယ်နော်ယဉ်နိမ့်တယ်မဟုတ်လားနော်မီသိန်းတို့ဒီအိုဇုန်းတို့နိုက်ထရိတ်အောက်ဆိုက်တို့ယဉ်ငွေတို့ကလိုရိုဖလိုကာဗွန်တို့အဲ့ခါကျတော့အဲ့ဟာတွေအကြောင်းသူကကဘာကြီးပုံလို့လာမှုဖြစ်လာတယ်ပေါ့နော်အဲ့ခါကျတော့အဲ့ဆိုဆိုပြောတဲ့ဆရာမပြောသွားတဲ့ဓာတ်ငွေတွေကဘယ်တွေကနေတခါထွက်လဲဆိုတာ သိကြမှာပဲလေဟုတ်တယ်မဟုတ်လားเนาะဒီတန်းငွေတွေအကြောင်းကဘာကြီးပူနွေးလာတယ်မှန်တော်ရင်တန်းငွေဖြစ်ပြီးတော့ဗောနော်အဲ့ခါကျတော့ဒီရင်ငွေဆိုလို့ရှင်တော့သူကတော့ဒီကဘာရေတုမှာရှိတဲ့ရင်ငွေပြောင်းတဲ့အတွက်ကြောင့်မို့ဒီဟာဗောနော်ရင်ငွေဖြစ်တဲ့နောက်ကာဗွန်လိုက်အောက်ဆိုက်လိုဟာမျိုးဗောနော်ကာဗွန်လိုက်အောက်ဆိုက်လိုဟာမျိုးဆိုရှင်ဘယ်တွေကနေထွက်တယ်လို့ထင်လဲဟမ်အဲဟုတ်တယ်နောက်သူကဗောနော်နောက်ဟို လောင်စာစီတွေတုံးတာပေါ့နော်အမဝဆက်ရုံအလုပ်ရုံတွေမှာဆိုလို့ရှိရင်ကြောင်မီသွေးတုံးတာမျိုးရှိမယ်ဒီဇယ်လိုရှိမယ်ရေနံလိုရှိမယ်ဒါမျိုးတွေတုံးတယ်လို့ဟုတ်တယ်မလားဒီကနေ့အခိုးငွေထွက်လာတာဒီလည်းပဲသူဒီနောက်ထင်းလိုမီသွေးလိုတုံးလို့ရှိရင်လည်းပဲဒါအားသမီးလိုအိမ်မှာထင်းနဲ့ပဲဖြစ်ဖြစ်မီသွေးနဲ့ဖြစ်ဖြစ်မီးပိုလို့ရှိရင်စမီးမွေးယူဆိုတာကနည်းနည်းကိုဒီတိုင်းကိုရအသက်ရှူလမ်းကြောင်းမှာကွာကိုချောင်းဆိုးတာလို့သိရမလားနည်းနည်းဟိုစိတ်မကြည်မလင်ဖြစ်သွားတာလို့ ်ချောင်းကတော့ headline ဖြစ်မှာပဲလေအဲ့လိုမျိုးတော့ဖြစ်တယ်မဟုတ်လားမိကိုဝင်လိုက်တဲ့အချိန်မှာလေ okay အဲ့လိုမျိုးပဲပေါ့နော်ဒါသေးတဲ့ဟာနဲ့စပြောပြပါဦးနော်အဲ့လိုမျိုးခင်ပဝင်းရှင်ထိန်းသိမ်းရေးဦးစီးဌာနမှာခင်ဦးစီးမှုကဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကိုယခုလိုပြောကြားခဲ့ပါတယ်ကဘာပေါ်မှာပေါ့နော်နှစ်စင်ရာတူတူပြောင်းလဲမှုတွေရာဆိုးဝါးစွာပုံမဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ဒီရာတူတူပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးတော့လည်းလူသားတွေအနေနဲ့ပေါ့နော်ဒီဆိုးကျိုးတွေကိုဇက်တိုက်ခံစားနေရတဲ့အတွက်ကြောင့်မလို့ရာတူတူပြောင်းလဲမှု ါပေါ့နော်ဘာကြောင့်များဖြစ်ပေါ်လာသလဲရာသီဥတုပြောင်းလဲမှုအကြောင်းဘလို့စိုးစိုးတရားမှုတွေဖြစ်ပေါ်စေပြီးတော့ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီးဒီစိုးစိုးတရားမှုတွေကိုလူသားတွေအနေနဲ့မိမိကိုယ်တိုင်တော်လည်းကောင်းအစုဖွဲ့ဖြစ်တော်လည်းကောင်းပေါ့နော်ဘလို့ဖြည့်ရှင်းရှင်းချနိုင်လဲပေါ့နော်ဒီနည်းလမ်းတွေကိုပေါ့နော်ဒီဒီမှာပေါ့နော်အသိပညာပေးတက်ရောက်လာတဲ့သူတွေအနေနဲ့လည်းပဲသိရှိသွားပြီးတော့မိမိတို့အနေနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ပူပေါင်းပါဝင်ဆောင်ရွက်နိုင်မှုအတွက်ရည်ရွယ်ပြီးတော့အသိပညာပေးပြုလုပ်ရခြင်းဖြစ်ပါတယ်ရှင် ဆက်လက်၍တယောက်လာကြတဲ့ကျောင်းသားကျောင်းသူများကိုအိုဆွန်လအကြောင်းနဲ့အိုဆွန်လထိုင်းသိမ်းကာကွယ်ရေးနည်းလမ်းများအသိပညာပေးလက်ကမ်းစာဆောင်များကိုဖြန့်ဝေပေးခဲ့ပြီးခေပြင်းချိုင်းနယ်ပြည်ဆန်ဦးစီးဌာနမှခင်းချင်းပြသထားတဲ့အသိပညာပေးနယ်ကက်ဆာဆောင်များနဲ့စာအုပ်စာဆောင်များကိုစိတ်ပါဝင်စွာစွာလှည့်လည်ကြည့်ရှုကြကြောင်းသိရပါတယ်ရှင်။